အလုံးမဲမင်္ဂလာပါရှင် Global Media ရဲ့အော်တိုဘာလ30ရက်နေ့ည8:00နာရီသတင်းများစုစည်းတင်ဆက်ပေးပါတော့မယ်ရှင်မြန်မာနိုင်ငံမှာတိမ်ပေါင်းများစွာအကုန်ခံပြီးခန်းနာစွာမင်္ဂလာဆောင်ကြတဲ့ထိတ်တန့်တတိမာကြီးလေးရောက်17နှစ်အရွယ်သာရှိသေးပေမဲ့တိတက်လိမ်မာလို့အလုံးလုံးရင်ညီလေးနဲ့ညီမလေးကိုစောင့်ရှောက်နေတဲ့တားလေးထင်လေးရောက်ဖန်ခံလိုက်ရတဲ့အကူဖြစ်သူဒါရိုက်တာမိုက်တီအတွက်ပရိသတ်တွေဝန်းနေစီမဲ့စကားတကုံပြောလိုက်တဲ့လင်းစာနီဆုံး မြန်မာနိုင်ငံမှာတိုင်းပေါင်းများစွာအကုန်ခံပြီးခမ်းနားစွာမင်္ဂလာဆောင်ကြတဲ့ထိတ်တန့်သတိမကြီးလေးရောက်ပရိသတ်များအလုံးပိုင်းမင်္ဂလာပါရှင်မင်္ဂလာတယောက်အတွက်ဘဝမှာအပျော်ရွှင်ရဆုံးနဲ့အကုန်ယူရဆုံးအခိုက်အတန့်ကတော့မင်္ဂလာဆောင်တဲ့အချိန်လို့ဆိုရမှာပါ အထူးသဖြင့်သရိုးသားကခန်းနာထဲပါတဲ့ယတနာတွေနဲ့တိန်တောင်းချေအကုန်ခံပြီးတော့မင်္ဂလာဆောင်ပေးတာကမိမတွေအတွက်ဂုဏ်ယူရဆုံးချိန်ပါပဲဒီဗီဒီယိုထဲမှာတော့တိန်ပေါင်းတောင်းချေဒေါ်လာတန်းချေတဲ့ပြည်တန်ယတနာတွေကိုစင်ရင်ပြီးတော့မင်္ဂလာဆောင်ခွင့်ရတဲ့ထိတ်တန်းတတိမကြီးလေးယောက်ကိုပြောသွားမှာပါနံပါတ်လေးမြမဩဘသားနဲ့လက်ထပ်ခွင့်ရခဲ့တဲ့မဆုလဲ့ထွန်းတောင်မတကယ်ကြီးကျယ်ခန်းနာမှုအစစ်မှန်ဆိုပြီးတော့လူမှုကွန်ရက်တစ်ခုလုံးမှာပါဇက်အဟောင်းသားဖြစ်သွားစေခဲ့တဲ့မင်္ဂလာပွဲကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးမြမနိုင်ငံရဲ့ထိတ် တန်းစီပွားရေးလုပ်ငန်းစုကြည်တစ်ခုဖြစ်တဲ့မြန်မာဩဘာရဲ့တာကြီးဆုံး CEO လည်းဖြစ်သူကိုပြည့်စုံတဲ့သရိုးသမီးမတ်စုလည်းထွန်းတို့ရဲ့မင်္ဂလာဝဲကြီးပါပဲမြန်မာဩဘာဆိုတာနဲ့မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတောင်သူလောကမှာမသိသူမရှိလောက်အောင်ကြီးကျယ်တဲ့ဓာတ်မြော်စာနဲ့စိုက်ပျိုးရေးစေဝါကုမ္ပဏီကြီးဖြစ်ပါတယ်မြန်မာဩဘာလုပ်ငန်းစုကြီးမှာတာ၃ယောက်ရှိတဲ့အနေနဲ့အခုမင်္ဂလာဆောင်တဲ့ CEO ကိုပြည့်စုံကတော့အကြီးဆုံးတာဖြစ်တယ်လို့သိရပါတယ်ဒီလိုထိပ်သီးကုမ္ပဏီကြီးရဲ့တာအကြီးဆုံးနဲ့မင်္ဂလာပွဲဆိုတော့မင်္ဂလာပွဲအခမ်း နာအပြင်ဆင်ကအစသတို့သမီးရဲ့မိတ်ကပ်ပြင်ဆင်မှုဝစ်စုံဒီဇိုင်းတွေအဆုံးထိအားလုံးကိုထိုင်းနိုင်ငံကနာမည်ကြီးထိပ်တန်းပညာရှင်အဖွဲလိုက်ကိုလေရင်နဲ့တကူတကခေါ်ယူပြီးတော့အသုံးပြုခဲ့ရပဲဖြစ်ပါတယ်ဒါကြောင့်လေပွဲတစ်ခုလုံးကနိုင်ငံတကာအဆင့်မီခန်းနာအားလုံးကအင်အောမင်းသက်သွားစေတဲ့အထိအဓိကအချက်ကတော့သရုပ်သမီးမဆုလက်ထုံဝစ်စင်ထားတဲ့မင်္ဂလာဝစ်စုံပါပဲ။ အရင်ရွှေဝင်းဆောင်ကြီးရဲ့အပေါ်မှာထပ်ပြီးတော့တံပိုးမဖြတ်နိုင်တဲ့တခြားလမ်းဝိရဏတွေအထူးသဖြင့်ကြီးမားလှပတဲ့စိန်တွေဗရက်များတွေကိုအပြည့်အစုံဝစ်ဆင်ထားခဲ့တာတွေ့ရပါတယ်။နံပါတ်3အောင်သမารီရဲ့မတ်ဖြူဖြူအောင် အောင်သမารီမိသားစုရဲ့မတ်ဖြူဖြူအောင်ကလည်းမင်္ဂလာပွဲ6ပွဲကိုပုံစံမတူဘဲခန်းနာထဲပါစွာနဲ့အကောင်းဆုံးကျင်းပရင်းနဲ့ပိုင်ဆိုင်မှုတွေကိုဖော်ပြခဲ့သလိုမတ်ဖြူဖြူအောင်ကရွှေသားအတိနဲ့လှုပ်ထားတဲ့ရွှေရောင်ကောင်ဝင်တဲ့အတူရွှေပတ်ဆက်အိတ်တွေနဲ့သူမရဲ့ကြွယ်ဝချမ်းသာမှုတွေကိုဖော်ပြခဲ့ရပါ အထူးသဖြင့်မတ်ဖြူဖြူအောင်နဲ့ကိုရဲရဲနိုင်စွေတို့ရဲ့မင်္ဂလာအကြံပွဲမှာမတ်ဖြူဖြူအောင်ကကျောက်တပွင့်ကိုဒေါ်လာ3ချီတန်တဲ့ကိုလံဘီယာမြလဲဆွဲနဲ့အတူထိုင်းနိုင်ငံကမင်္ဂလာခန်းမပြင်ဆင်တဲ့ဒီဇိုင်နာတွေကိုခေါ်ပြီးတော့နိုင်ငံသားဖြစ်ပန်းတွေတိန်းထောင်စီအကုန်ကြခံသုံးဆွဲပြီးတိန်း9000တန်မင်္ဂလာပွဲကိုကြီးကြေခမ်းနားစွာနဲ့ကျင်းပခဲ့ရပဲဖြစ်ပါတယ်။ နံပါတ်2စိန်အေဂရီသတင်းမကြီးဒေါက်တာသဲစုခိုင်စိန်အေဂရီဆိုတဲ့အမှတ်တံဆိပ်နာမည်ကိုတော့ရွှေစိန်ကျောင်းမြတ်ရတနာဝယ်ဘူးတဲ့သူတိုင်းသိကြမှာပါဒီလိုမျိုးကြီးကျယ်ခန်းတဲ့စိန်တိုင်ကြီးရဲ့ပါရှင်ဒေါက်တာသဲစုခိုင်ကမမငယ်ရဲ့မင်္ဂလာဝဲက တကယ့်ကိုကြီးကျယ်ခန်းနာခဲ့ပါတယ်။မမငယ်ရဲ့မင်္ဂလာပွဲမှာမင်္ဂလာဝတ်ဆောင်ကိုရွှေသားစစ်စစ်၅ဘိတ်သာအသုံးပြုပြီးတော့အနုစိတ်ပုံဖော်ထုတ်လုပ်ထားတာဖြစ်ပါတယ်။သူရဲ့တန်ဖိုးကိုမြန်မာငွေနဲ့တွက်ရင်သိန်း၈၀၀၀ကျော်အမေရိကန်ဒေါ်လာနဲ့ဆိုရင်ဒေါ်လာ၃၀၀နီးပါးတန်ဖိုးရှိတယ်လို့သိရပါတယ်။ဒီဝတ်ဆောင်မှာရွှေသားတွေကြီးပဲလားဆိုတော့မဟုတ်သေးပါဘူး။ဒီကုလုံးမှာစိန်တွေမြတွေတခြားတန်ဖိုးကြီးကြောင်းမြရတနာတွေကိုစစ်စစ်ဆက်ဆက်ထည့်သွင်းထားပုံရပါတယ်။နံပါတ်၁ဝင်းဖူးရွှေဆိုင်တထေးမကြီးခိုင်ဖြူတက် မြန်မာနိုင်ငံရဲ့ထိတ်တန်းရွှေဆိုင်ဒီဇိုင်းဖြစ်တဲ့ဝင်းဖူးရွှေဆိုင်တတိမကြီးမခိုင်ဖြူတန်ကလည်းကြီးကျယ်ခမ်းနားစွာနဲ့မင်္ဂလာဆောင်ခဲ့ရပါဒီမရဲ့မင်္ဂလာပွဲမှာတော့ရွှေသားစစ်စစ်မင်္ဂလာဝတ်ဆောင်တွေကိုအသုံးပြုခဲ့ရဖြစ်ပါတယ်အခုပြောပြခဲ့ရကတော့မြန်မာနိုင်ငံမှာအချမ်းသာဆုံးနဲ့တန်မိုးကြီးရတနာတွေကိုဝစ်စင်ကမင်္ဂလာဆောင်ခွင့်ရခဲ့တဲ့တတိကတော်ကြီးလေးယောက်ပဲဖြစ်ပါတယ်ပရိသတ်တွေရောဒီလိုမျိုးကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခွင့်ရတဲ့အမျိုးသမီးတွေကိုအားကြနေပြီလားဆိုတာပြောခဲ့ပါဦးနော် ဆက်တနစ်တာအရွယ်တာရှိသေးပေမဲ့တိတက်လိမ်မာလို့အလုံးလို့ရင်ညီလေးနဲ့ညီမလေးကိုစောင့်ရှောက်နေတဲ့ဒါလေးထင်လဲအောင်ပရိသတ်များအလုံးမဲမင်လာပါရှင်အခုခေတ်ကြီးထဲမှာရိုးသားမှုတွေပျောက်ဆုံးလာတဲ့လူတွေကခိုးကြဝက်ကြတောင်းစားကြနဲ့ပြဿနာတွေရှုပ်ထွေးနေရဆိုတဲ့ဇာတ်တွေကိုကျမတို့မကြခင်နာကြားနေရပါတယ်အထူးသဖြင့်တချို့တွေကဆိုရင်မရှိလို့စင်ရဲလို့ခိုးစားတာကအပြစ်မဟုတ်ဘူးသူတို့မှလည်းအခက်ခဲရှိလို့ဒီလိုလုပ်ရတာပေါ့ဆိုတဲ့အတွေးခေါ်မျိုးတွေခိုးယူမှုကိုမှန်ကန်တဲ့အောင်ပြောဆိုစင်ကြေးပေးတဲ့ဇာတ်မျိုးတွေကိုတောင် လူမှုကွန်ရက်ပေါ်မှာကြားလာနေရပါတယ်ဒါပေမဲ့ဘဝမှာဘလောက်ပဲအခက်အခဲတွေကြုံနေပါစေဘလောက်ပဲဆင်းရဲမွဲတည်နေပါစေမယိုးသားတဲ့လံကိုလုံးဝမရွေးချယ်ပေနဲ့ကိုယ့်ရဲ့ကုန်သိက္ခာကိုယ့်ရဲ့ယိုသားမှုနဲ့အကျိုးစားရုံးကန်နေတဲ့သူတွေကလည်းအများကြီးရှိနေပါသေးရဲ့ဆိုတော့တသက်ပြနေရဲ့ဖြစ်ရလေးတခုရှိလာခဲ့ပါရဲ့ရှင်။ ဒီနေ့ပြောပြမယ့်သူကတော့အသက်17နှစ်ပဲရှိသေးတဲ့ကလေးငယ်လေးတယောက်ပါသူ့ဘဝမှာမိဘနှစ်ပါးလုံးရဲ့အရေးအဝါဒကိုမရရှိပေမဲ့သူ့ထက်ငယ်တဲ့ညီလေးညီမလေးတွေကိုရိုးရိုးသားသားနဲ့လောက်ကင်ကျွေးမွေးဆောင်ရှောက်နေတဲ့ကလေးသူရဲ့ကောင်းလေးတယောက်ပါပဲဒီကလေးငယ်လေးရဲ့ဘဝအခြေအနေကတကယ်ကိုရင်းနှင်းစရာကောင်းလှပါတယ်ရှင်သူရဲ့ဖခင်ကသူတို့ကိုထားပြီးတော့ထွက်သွားခဲ့ပါတယ်မိခင်ဖြစ်သူကတော့ကန်ဆိုးစွာနဲ့ကတိုင်းမှုဖြစ်ပြီးပေါင်ကျိုးကဈေးရုံမှာတက်ရောက်ကူတာမှုခံယူနေရပါတယ်ဒီတော့အိမ်မှာကြံခဲ့ရတာကအသက်17နှစ်ပဲရှိ သေးတဲ့အကိုကြီးရဲ့သူ့အောက်ကမောင်လေးညီမလေးတွေစုစုပေါင်းမောင်နှမလေးယောက်ပါပဲသူတို့မှနေစရာအိမ်မရှိပါဘူးညညဆိုရင်လမ်းပေး platform တွေပေါ်မှာကြုံတလို့အိတ်ကြရပါတယ်အသက်၁၇နှစ်ဆိုတာကလေးပြီးပြီးဆော့ကစားပြောပါရမယ့်အရွယ်ပေါင်း ဒါပေမဲ့ဒီကလေးငယ်လေးကတော့သူ့ရဲ့ပခုံးပေါ်ကိုရောက်လာတဲ့တာဝန်တွေကိုအရွယ်နဲ့မလိုက်အောင်တည်တက်လိမ်မစွာနဲ့ထမ်းပိုးထားပါတယ်။သူဟာအခုဆိုရင် workshop တခုမှအလုပ်ဝင်လုပ်နေပါတယ်။သူ့ရဲ့တနေ့လောက်အားကားကတထောင်ချက်ပါပြီးတော့ထမင်းနဲ့နဲ့ကြွေးပါတယ်။သူအလုပ်ကရလာတဲ့ထမင်းလေးကိုသူ့ရဲ့ညီလေးညီမလေးတွေစားဖို့ပြန်ယူလာပြီးခွဲဝေကြွေးမွေးပါတယ်။အငယ်ဆုံးကလေးလေးကိုဆိုရင်သူကိုယ်တိုင်နှုတ်ဘူးတိုက်ပြီးတော့သိရပါတယ်။ ဒါဟာတကယ်ကိုအရွယ်နဲ့မလိုက်အောင်တာဝန်ယူတတ်တဲ့မိဘမရှိတဲ့နောက်မှာအကိုကြီးအဖရာဆိုသလိုမောင်နှမတွေကိုပြုစုဆောင်ရှောင်နေရဲ့မြင်ကွင်းမှာပဲဒီကလေးငယ်လေးကိုမိကြီးရဲ့ခါမှာသူ့ရဲ့အကြီးမားဆုံးစန်တာကအမေမြ мян နေကောင်းပြီးပြန်လာရင်အိမ်လေးနဲ့အတူတူနေချင်နေတယ်။လမ်းဘေးမှာအိရတာကိုသူအရန်ကြောက်တယ်လို့ဆိုပါတယ်။နောက်ထပ်သူ့ရဲ့ကြီးမားတဲ့စန်တာတခုကသူ့ညီလေးညီမလေးတွေကိုပညာတတ်ဖြစ်စေချင်တာပါ။သူပြောတာကပညာမတတ်ရင်လမ်းဘေးမှာနေရတယ်။ဒါကြောင့်ညီလေးညီမလေးတွေကိုပညာတတ်ဖြစ်အောင်သင်ပေးချင်တယ်လို့ရှင်နေကလာ တဲ့ဇကားတွေကိုပြောခဲ့ရပါဒါပေမဲ့သူ့ကိုသူအတွက်မေးတဲ့ခါမှာတော့သူကအကြောင်းပြန်မတက်ချင်တော့ဘူးလို့ဆိုပါတယ် သူကအလုံးယုံမှာပဲဖြစ်ဖြစ်ရတဲ့နေရာမှာပဲဖြစ်ဖြစ်အလုံးလုံးပြီးတော့ညီလေးညီမလေးတွေကိုရှာဖွေကျွေးမွေးဆောင်ရှောက်သွားခြင်းနဲ့လို့ဆိုတာပါဒီနေရာမှာမရှိလို့ခိုးစားတာအပြစ်မဟုတ်ဘူးဆိုတဲ့စကားကအမှားရင်းကြောင်းဒီ၁၇နှစ်တားလေးကတက်တည်ပြလိုက်တာပါသူ့မှာမိဘမရှိဘူးအိမ်မရှိဘူးစင်ရဲတယ်ဒါပေမဲ့သူတပားဖြစ်စီကိုခိုးယူဖို့မယုံမသားလို့ဖို့သူလုံးဝမစင်စားခဲ့ပါဘူးသူရွေးချယ်ခဲ့တာကကိုယ့်ရဲ့ချွေးနဲ့ကိုယ့်ရဲ့ကာယအားနဲ့ကိုယ့်ရဲ့ယူသားမှုနဲ့တနေ့ကိုတထောင်ချက်ပဲရရအလုံးလုံးပြီးတော့ညီကောင်မောင်နှမတွေကိုကျွေးမွေးဆောင်ရှောက်ဖို့ပါသူ ူရဲ့ယောသားမှုသူရဲ့တောင်းဝင်တည်တတ်မှုသူရဲ့ညီကိုမောင်နှမပေါ်မှာထားတဲ့မေတ္တာတရားကတကယ်ကိုလေးစားအတူယူစရာပါဒါကြောင့်အစင်းရဲမွေးတည်မှုဆိုတာလူတယောက်ကိုဂုံတိတ်ခါမဲ့အောင်မယိုးမသားဖြစ်အောင်လုပ်ဖို့အတွက်စင်ကြေတစ်ခုလုံးဝမဖြစ်နိုင်မှုဆိုတာကိုဒီကလေးငယ်လေးရဲ့ဖြစ်ရကသက်သေပြနေပါတယ်ရှင်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့အသက်17နှစ်နဲ့မိသားစုတောင်းဝင်ကိုယောသားစွာထမ်းပိုးနေရတဲ့ဒီကလေးငယ်လေးရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံစားရလဲဘယ်လိုထင်မြင်ယူဆလဲဆိုတာအမှတ်ချက်ပေးခဲ့ပါအောင်နော် ဖန်ခန့်လိုက်ရတဲ့အကိုဖြစ်သူဒါရိုက်တာမိုက်တီအတွက်ပရိသတ်တွေဝန်နေစီမဲ့စကားတခုပြောလိုက်တဲ့လင်းစာနေစုံပရိသတ်များအလုံးမင်းမင်လာပါရှေ့ပရိသတ်တွေရဲ့အချက်တော်မင်းသမီးတယောက်ဖြစ်တဲ့လင်းစာနေစောကဒုမရဲ့ဘဝမှာသမီးလေးမြူလင်းကိုကိုနဲ့အတူအေးအေးချမ်းချမ်းဖြတ်တန်းနေရလို့အများကထင်ရပေမဲ့ တကယ်တမ်းကတော့သူမရဲ့ရင်ထဲမှာအကိုနဲ့အမအတွက်အပူလုံးကြီးကအမြဲတမ်းစိတ်ပူပန်နေရပါတယ်။အခုဆိုရင်တော့လင်းဆောင်နေစော်တယောက်ရောတရက်ထိန်ထိန်ခံလိုက်ရတဲ့သူမရဲ့အကိုဖြစ်သူဒါရိုက်တာမိုက်တီနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းဝေရာစကားတခုဆိုလာခဲ့ရဖြစ်ပါတယ်။ ဒီသတင်းကြောင့်ပဲပရိသတ်တွေကသူမကိုအယံတနာကြွနာတတ်နေကြတာပါပရိသတ်တွေသိတဲ့အတိုင်းပဲလင်းစာနေစောတော့မောင်နှမတွေကတော့ဒရိုက်တာမိုက်တီလင်းစာနေစောချစ်ချစ်စော်ဆိုပြီးတော့ပရိသတ်တွေချစ်ခင်ရတဲ့အနုပညာမောင်နှမတွေပါသူတို့ဟာမြမရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့ရုပ်ရှင်ဒရိုက်တာကြီးဦးခင်စော်ကေတီဘန်ရဲ့တာသမီတွေဖြစ်ကြပြီးတော့အနုပညာသွေးသားတွေအရင်းနှီးရှိကြသူပါအခုချိန်မှာတော့သူတို့မိသားစုတွေကအကိုအကြီးဆုံးဖြစ်သူဒရိုက်တာမိုက်တီကပြည်ကလေးရပိုင်းအတွင်းမှာပဲထိန်းသိမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ် ။ဘာကြောင့်ထိမ့်သိမ်းခံလိုက်ရတာလဲဆိုတော့အခုဒီလိုအွန်လိုင်းပေါ်မှာအရန်ကိုပွဲစုနေတဲ့နိုင်ငံရေးပညာပေးဇက်ကားကြီးနဲ့ပတ်သက်ပြီးအဲ့ဒီဇက်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့နေတိုးမြင့်မြတ်နေဝင်းအေးဂျင်မောင်တို့ကိုဒါရိုက်တာကြီးမိုင်သေးကဝေဖန်မိရာကြောင့်အခုလိုရုတ်တရက်ဖန်စီထိမ့်သိမ်းခံလိုက်ရတာဖြစ်တယ်လို့သတင်းထွက်ပေါ်နေပါတယ်။ဒါရိုက်တာမိုင်သေးကအစောပိုင်းကတည်းကနိုင်ငံရေးကိစ္စတွေနဲ့ဖန်စီခံရဖို့ပြီးတော့လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာမကြသေးပါဘူး။အခုတော့ဒုတိယအကြိမ်ထပ်မံဖန်စီခံခဲ့ရတာပါ။ ဒါကြောင့်လေညီမဖြစ်သူလင်းစားနေစောကအကိုဖြစ်သူအတွက်အရန်ကိုစိတ်ပူနေရတာပါဒါပေမဲ့ဒီကိစ္စမှာနိုင်ငံရေးဆိုတာတက်ပိုးပြီးတော့စိတ်မကောင်းစရာကောင်းတာကရင်းနာစရာကောင်းတာကဒရိုက်တာမိုက်တီရောသူ့ရဲ့အမဖြစ်သူမချစ်ချစ်စောပါနှစ်ယောက်လုံးကဥမာကြီးကင်စာယောဂကိုအပြင်းထန်ခံစားနေရတဲ့ဝေဒနာရှင်တွေဖြစ်နေလို့ပါပဲဒီလိုမျိုးကိုယ်တိုင်ကခံစားယောဂခံစားနေရတဲ့အကိုတယောက်ထပ်မံဖန်ခင်ရအမတယောက်ကလည်းနေမကောင်းဖြစ်နေတဲ့အခြေအနေတွေကြောင့်မလင်းစားနေစောတယောက်ဘလောက်တောင်စိတ်ထိခိုက်နေရမလဲလင်းစားနေစောကို တိုင်းကလည်းအစောပိုင်းမှာခင်မုံးတဲ့ရဲကူကူနဲ့လက်ထပ်ခဲ့ပြီးတော့တမီလေးမျိုးလင်းကူကူကိုရရှိခဲ့ပေမဲ့နောက်ပိုင်းမှာခင်မုံးတဲ့နဲ့ကွာရှင်းပြတ်ဆဲပြီးတမီလေးနဲ့အတူတူဘဝကိုတယောက်တည်းရုန်းကန်ဖြတ်သန်းနေရတာဖြစ်ပါတယ်။အခုတော့ကိုဘဝကိုတမီလေးနဲ့ရက်တည်နေရတဲ့အပြင်နိုင်ငံရေးအရာအဖမ်းခံထားရတဲ့ကင်ဆာဝေဒနာရှင်အကူနောက်ပြီးတော့ကင်ဆာဝေဒနာရှင်အမဆိုတဲ့အပူတော်ကရရဲ့ဈာမလင်းစာနေစော်တယောက်ပြိမိနေရှာတာပါ။ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လင်းစာနေစော်ကတော့ဆိုရှယ်မီဒီယာကနေတစိမ့်ပရိသတ်တွေဝန်နဲ့သွားစီမဲ့စကားတခုကိုအခု လို့ပဲရင်ဖွင့်လာပါရရှင်။အပူတော်ကကင်းဝေးတဲ့သူရဲ့လို့ရှိမနေပါဘူး။ကိုယ်အတွက်ကပူတော်အသားကြနေပါပြီ။ခုနှစ်ရသားသမီးအပေါင်းနှလုံးစိတ်ဝဲအေးချမ်းကြပါစေ။ဒီမှာရင်ဖွင့်လိုက်တဲ့စကားကတကယ်ကိုကြားရတဲ့သူတိုင်းပိုဝမ်းနေစရာပါ။နေသားကြနေပါပြီဆိုတဲ့စကားလုံးကဒီမှာနေနဲ့ဒီလိုအပူတော်ကတွေကိုဘဝမှာဘလောက်တောင်ကျိန်ဖန်များစွာစဉ်ကြက်ခံဖြတ်တန်းလာခဲ့ရတယ်ဆိုတာပြသနေတယ်လို့ပါပဲ။ဒီလိုအခက်အခဲတွေအလုံးကိုတယောက်တည်းရင်ဆိုင်နေရတဲ့လင်းစာနေသောအတွက်ပရိသတ်တွေကလည်းအရန်ကိုတနာကြီးနာတတ်နေကြပါရဲ့ရှင်။ပရ ရိတ်သက်ကြီးလို့နေနေရောဘဝရဲ့အခက်အခဲမျိုးစုံကိုကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့မင်းသမီးလင်းစားနေစောကိုတနာကြပါသလားသူမတို့ဘလို့စကားမျိုးအားပေးခြင်းကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်